မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇော်လိုက်လ16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဝုံမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများဆုံးခွာထွက်ပြေးသွားတဲ့ဂရုစိတ်ရွာဆင်းအင်းရဲခွေစခန်းနဲ့မြင်းစည်းရွာတို့ကိုနယ်မြေရှင်းလင်းပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ14ရက်နေ့မှာရွှေဘုံမြို့နယ်မှာရှိတဲ့ဂရုစိတ်ရွာစင်အင်းရဲခွေစခန်းနဲ့မြင်းစည်းရွာတို့မှာတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာစခန်းကိုဆွန့်ခွာထွက်ပြေးသွားတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့များကနေမြေရှင်းလင်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဇွန်လ13ရက်နေ့မှာ ဂရုစိတ်ရွာမှာရှိတဲ့ပြူစောတိစခန်းကိုတော်လိုက်တက်ခွဲများကဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက်မှာစင်အင်းစခန်းကပြူစောတိများတက်ခုရောက်လာခဲ့ခြင်းကြောင့်တော်လိုက်ရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရပြီးဇော်လိုက်လ14ရက်နေ့မှာထပ်မံတိုက်ခိုက်ရန်တော်လိုက်ရဲဘော်များကချင်းကပ်လာတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာစခန်းကိုဆွန့်ခွာထွက်ပြေးသွားခြင်းဖြစ်တယ်လို့သိရပါတယ်ဂရုစိတ်ပြူရွာစင်အင်းရဲခွေစခန်းနဲ့မြင်းစီးပြူရွာကစစ်ခွေးရဲခွေးနဲ့ပြူခွေးတွေအကုန်လုံးစခန်းကိုဆွန့်ခွာထွက်ပြေးသွားတာကျွန်တော်တို့တွေနယ်မြေရှင်းလင်းရေးဆက်လက်ပြီးတော့လှုပ်ဆောင်နေတယ်လို့ Dragon Urban Gorillas အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့လေရင်ကွင်းအတွင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို rocket များ drone များနဲ့နှစ်ရက်ဆက်တိုက်ပစ်ခတ်တိုက်ခတ်ရာစစ်ကောင်စီဘက်က9ဦးသေဆုံးပြီးဒဏ်ရာရရှိသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လိုင်လာ14ရက်နေ့မွန်လွယ်ပိုင်းကစတင်ပြီးတော့ပခုတ်ကူလေစိမ့်မှာတပ်ဆွဲထားပြီးတော့တဲအစ်စ်များဆောက်လုပ်ထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များက rocket 15လုံးနဲ့ ဒရုန်းဘုံသည်အလုံးနဲ့ဆက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများတိုက်ဆုံမှုရှိနိုင်ပြီးတော့ဒဏ်ရာရရှိသူတွေလည်းများပြားခဲ့တယ်လို့သိရပါဗျ။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများဆောက်လုပ်ထားတဲ့တဲများလည်းမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ဇူလိုင်လ15ရက်နေ့မှာလေပခုတ်ကူမြို့လေရင်ခွင်းအတွင်းမှာဝင်ရောက်တပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများပြူစောတိများကိုဒရုန်းများရော့ကတ်လက်နက်ကြီးများနဲ့အလုံးကြီး30ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ တနအိကန့်ကြောင်ဖြစ်ပွားခဲ့ရာစစ်သားနဲ့ပြူစောတိ9ဦးတေဆုံးပြီး9ဦးကထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်ပြူစောတိများနေထိုင်ရာနေအိမ်10လုံးကလည်းမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။အဓိကကတော့ပြူစောတိမိသားစုတွေကရေကြီးနေလို့အဲ့ဒီထဲမှာလာပြီးတော့ယာယီနေထိုင်တဲ့သဘောပဲ။ထဏ်ရတဲတွေစောက်ပြီးတော့နေကြတာပေါ့။အဲ့ဒီမှာလုံခြုံရေးယူပေးနေတာကစစ်ခွဲအယောက်20လောက်ရှိတယ်။နေအိမ်တွေမီးလောင်သွားတာရှိပေမဲ့အတိအကျတော့မသိရသေးဘူး။ ျွန်တော်တို့ရှေ့တန်းတပ်ဖွဲ့ရဲဘော်တွေအတော့လက်နက်ရိတ်ခါကမ်ပိန်းလေးတွေလုပ်နေပါတယ်အဲ့ဒါကိုဝိုင်းဝန်းကူညီပေးကြပါလို့မြစ်တာရက်ခံခြင်းပါတယ်လို့ Yan Force UG တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုပခုတ်ကူခရိုင်အမှတ်6တရင်ပခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့2 Cobra 1တာတီ PKU တူရင် TR ရွှေညာမြေ Yan Force UG နဲ့မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေနဲ့အထိကမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ် တိုက်ခိုက်မှု၂ချိန်မှာစစ်ခွေးနဲ့ပြူခွေး၅ဦးထက်မနည်းသေဆုံးနိုင်တယ်၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရနိုင်တယ်အဲ့ဒီစစ်ခွေးတွေနဲ့ပြူခွေးတွေကဟင်းသာပြူရွာနဲ့စေမရဲရွာကကောင်းတွေပခုတ်ကူလေးစိတ်ထဲမှာတဲအစ်စ်တွေဆောက်လုပ်ပြီးတော့တတ်ဆွဲနေထိုင်နေတာအပြစ်မဲ့ပြည်သူတွေကိုတတ်ဖြတ်တာပြည်သူပိုင်းပစ္စည်းတွေကိုဖျက်ဆီးယူဆောင်တာအနီးပတ်ဝန်းကျင်တွေကိုရန်တမ်းပစ်ခတ်ပြီးတော့နှောက်ရှက်တာတွေအများအမ်းပြုလုပ်နေတဲ့ကောင်းတွေပါလို့ရွှေညာမြေ PDF ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်ခြေစေးကျေးရွာအတွင်းဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံကျဲတိုက်ခတ်ရာစစ်သား၅ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ14ရက်နေ့မွန်လွယ်တနအီကကအင်အား80ခန်းနဲ့မြင်းကြံမျိုးနဲ့ခြေဆေးကျေးရွာအတွင်းကိုဝင်ရောက်တပ်ဆွဲနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံဒီ၃လုံးကျက်ချတိုက်ခတ်ရာစစ်သား၂ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့သိရပါတယ်။၎င်းတပ်ခိုက်မှုကိုနထိုးကြီး People Defense Force မြင်းကြံခရိုင်အမှတ်၄တပ်ရင်းနဲ့စွန်ရဲပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာမြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေက၄ရက်ကြာယာယီတစ်ဖက်သက်အပြစ်ရပ်ထားတော့လေစေကောင်စီကလာရှိုးနဲ့ကြောင်မဲမှာတိုက်ခိုက်မှုများလုံဆောင်လာတဲ့အတွက်အရသားများထိခိုက်ဒေဆုံးမှုရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇော်လိုက်လာ15ရက်နေ့မှာကြောင်မဲမြို့နယ်စစ်ကောင်စီတပ်ခမရ901 902တပ်ဖွဲ့ဝင်များက ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်ကြောင့်စခန်းအနီးတဝိုက်မှာတောင်းတက်မတော် TNL နဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗလားတူပဲကြောင်မဲမျိုးနဲ့နတ်တောင်အနီးတဝိုက်မှာလည်းတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါဗ ဇူလိုင်လ15ရက်နေ့မွန်းလွဲ12:33မိနစ်အချိန်ကြောင်ပဲမြို့နယ်နောင်ပိန်လေးရွာမှာထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့တောင်းတမ်ရော TNL တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဒါအပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နောင်ချုံမြို့နယ်နောင်ဩရွာနဲ့တဲခေါ်ရွာဗန်ပွေးအခြေဆိုင်စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့6ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အလားတူပဲဇူလိုင်လ15ရက်နေ့ကြောင်မဲမှာစစ်ကောင်စီကလေချောင်းနဲ့လက်နက်ကြီးဇက်တိုက်ပစ်ခတ်တိုက်ခိုက်မှုကြောင့်အရသာပြည်သူတအုပ်သေးဆုံးပြီး ၃ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဇော်လိုင်လ15ရက်နေ့ညနေ3နာရီအချိန်မှာကြောင်မဲမြို့မှာစစ်ကောင်စီကလက်နက်ကြီးအလုံးကြီး30ခန့်ပစ်ခတ်ခဲ့ရာနန်ဟူးတောင်အထက်ခြေရွာနေအဖွားကို၃ဦးထိမှန်ပြီးတော့တေဆုံးသွားတယ်လို့သိရပါဗျ။ကြောင်မဲမြို့ရက်ကွက်ကိုးမှာလည်းစစ်ကောင်စီရဲ့လက်နက်ကြီးကြားရောက်ထိမှန်မှုကြောင့်အရသာ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ဇော်လိုင်လ15ရက်နေ့မွန်လွဲ3နာရီအချိန်ကသိန်းနီမြို့လမ်းဆောင်မှာစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့လာရောက်ပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။ MNDAA ကရှမ်းမြောက်မှာ၄ရက်တာအပြစ်ရထားတော်လဲလာရှိုးမြို့မှာစစ်ကောင်စီတပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်မှုများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။အထူးသဖြင့်မဲဟန်ဘူဟာဂုံနဲ့စစ်စေးရဲဂိတ်မှာလက်နက်ကြီးများကြောက်ရောက်ပောက်ကွဲမှုတွေရှိနေတယ်လို့သိရပါဗျ။အရင်တုန်းကပြစ်တာခတ်တာကအတန်မဲကြရတာအခုကအပြစ်ရပ်ပြီးတော့မှပစ်ခတ်နေတဲ့လက်နက်ကြီးတွေကမီးလုံးကြီးတွေပါမြင်နေရတယ်။အခုလည်းပစ်ခတ်နေတော့မယ်ပစ်ခတ်တန်းတွေတောက်လျှောက်ပဲလို့လာရှိုးမြို့ကဒေသခံပြည်သူတို့ကပြောဆိုထားပါဗျ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကဇူလိုင်လ14ရက်နေ့ည17နာရီကနေဇူလိုင်လ18ရက်နေ့ည17နာရီအထိယာယီအပြစ်ခတ်ရဲဆဲကြောင်းဇူလိုင်လ14ရက်နေ့မှာအသီးသီးကြေညာခဲ့ကြကြောင်းတင်ပြရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာမဟာမိတ်ညီနောင်၃ဘွဲ့က၄ရက်ကြာရာကြီးအပြစ်ခတ်ရဆဲထားတော်လဲအကြမ်းဖက်စစ်ကောင်စီကလာရှုံမြို့လွယ်ပြေရက်ွက်နဲ့ကုန်းချောင်ရက်ွက်များကိုလေကြောင်းလက်နက်ကြီးများနဲ့ဘုံကျဲပစ်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ15ရက်နေ့မှာလာရှုံမြို့မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ရက်ွက်တဲ့နယ်မြေခွနဲ့ ထင်းရှူးတောင်ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများနဲ့လွယ်ကြီးရက်ွက်နဲ့ကုန်းချောင်ရက်ွက်များကိုပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်ညနေ3နာရီဝန်းကျင်မှာလဲလာရှုံမြို့ပေါ်ကိုလေရင်နဲ့ဘုံကျဲချသွားတယ်လို့သိရပါဗျ။112နဲ့တနေလုံးပတ်ပြီးတော့လွယ်ပြေကုန်းကြောင်ဘက်ကိုကျဲချနေတာ6ကြိမ်လောက်ရှိမယ်ညနေပိုင်း Jet Fighter နဲ့ပြန်လာပြီးတော့လဲကျဲတယ် ည6နာရီခွဲလောက်မှာလက်နက်ကြီးတွေနဲ့ဝိုင်းပစ်နေတယ်ညအထိပဲအိမ်တွေပါတုံတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီကလာရှိုးမြို့ကိုနေ့စဉ်ဘုံကျဲနေခြင်းဖြစ်ပြီးတော့ဇော်လိုက်လ15ရက်နေ့ကကျဲချတဲ့ဘုံဟာရက်ကွက်ခွနဲ့ထဲကိုကျသွားပြီးတော့ပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလားရှုံမြို့နယ်အခြေစားအမှတ်6နဲ့6ထောက်ပို့တပ်ကစစ်သား10ဦးဟာ MNDAA ထံမှလက်နက်ချလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ3ရက်နေ့ကစတင်ပြီးတော့လာရှိုးမှာရှိတဲ့စစ်ကောင်စီတပ်များနဲ့ MNDAA တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ရပ်ပိုင်းအတွင်းအမှတ်626ထောက်ပို့တပ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးဟာလက်နက်များနဲ့အတူလက်နက်ချအလင်းဝင်လာခဲ့တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့လက်နက်ချအခမ်းအနားကိုဇူလိုင်လ17ရက်နေ့မှာကျင်းပပေးခဲ့ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးကိုငွေကျပ်165ဒိန်ချိမြင့်ခဲ့တယ်လို့သိရပါတယ်။လက်နက်ချတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက rifle တနက်6လက်လက်ပစ်ဗုံး9လုံး ဖောက်ခွဲရေးဆက်၅လုံးကြီး963တောင်းတို့ကိုယူဆောင်လာကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ